စံညွေပြီးသားမြန်မာစားကတော့ပြိုင်ပွဲဝင်တွေကိုနှိမ့်ဆက်နေတာဖြစ်ပါတယ်ပြိုင်ပွဲဝင်တွေခမရမှာတို့နော်ငွေကြေးကုန်ခန်းနေနော်အင်ဂျီဝဆာရီကုန်ခန်းနေဘာကြီးလာကြီးအကုန်လုံးတို့မှာကုန်ကြပြီးတော့ဘာမှနောက်ဆုံးမှမရဘူးဖြစ်နေတာဖြစ်တယ်တကယ်ကိုမှအီးချင်းရှိတဲ့သူတွေကချိတ်ကိုမရောက်ပင်နဲ့ဘာမှမဟုတ်ဘူးနော်စံညွန်ရေးပြီးတော့မြန်မာစတာကပေးချင်တဲ့သူတွေကိုအစကတည်းကပေးဖို့တော့စံညွန်နဲ့ရေးပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့ဟိုနေ့ကလေ ထိုင်တွေအကုန်လုံးကအောင်းအောသွားခဲ့တာဖြစ်တယ်သူတို့တွေအမှတ်ပြေးပေးထားတဲ့သူတွေကတံပွဲကနေအကုန်လုံးထွက်ရပြီးတော့သူတို့တွေအမှတ်နေနေပေးထားတဲ့သူတွေကတံပွဲမှာဆက်လက်ပြိုင်ဆိုင်နေရတာဖြစ်တဲ့အတွက်နော်ရှင်ပြိုင်နေရတာဖြစ်တဲ့အတွက်ထိုင်တွေကိုယ်တိုင်ကအကုန်လုံးအောင်းအောပြီးတော့မြန်မာစတားပိုင်ရှင်ကိုမေးခွန်းထုတ်ခဲ့ကြတာပဲဖြစ်ပေါ်တယ်နော်ဘုတ်တင်နဲ့တာရွေးချယ်လို့ရှိရင်ပေါ့ဗျာအခုလိုမျိုးပတ်စံပြီးပြီးတော့ဘုတ်တင်တွေကိုဝဲတယ်ပေါ့ဗျာ ။ဘုံတင်နေတာရွေးချယ်လို့ရှိရင်အစကတည်းကနေဒိုင်းတို့ကိုဘာကြောင့်ခေါ်နေသေးလဲဆိုပြီးတော့ဒါမိခလာတို့ကမိခွန်းတဲပဲထုတ်ခဲ့တာပဲဖြစ်ပါရည်။အခုလိုမျိုးတော့ကျွန်တော်တို့တစ်တော့ပေါ်မှာနာမည်ကြီးတဲ့ Facebook ပေါ်မှာနာမည်ကြီးတဲ့ YouTube ဖြစ်နော်တနိုင်ကလုံကလေးတချို့ဆိုရင်တည်တယ်ဗျ။ငယ်ရွယ်ရွယ်ကနေသူကတချင်းဆိုပြိုင်နေတစ်တော့ပေါ်မှာလေးဒါ cover ဆောင်းနေဆိုရင်လည်းပြည်သက်တွေကတော်တော်လေးကိုလူသိများပါလိမ့်။သူကလေအဖြုတ်ချခံရတယ်ဗျနော်ဖြုတ်ချခံရတာဖြစ်တယ်တော်တော်လေးကိုအတန်လေးကောင်းတယ်မိခလာကိုရင်ကလေယူဝေဖြိုးကိုလုံးဝလုံးဝဝတာဘလို့လေ ဖြုတ်သိမှုလို့သူကရင်ကအမှတ်ပြပေးထားကြောင်းကိုဝန်ခံထားတာဖြစ်တယ်။ဒါကြောင့်မလို့မြန်မာစတားကိုမေခွန်ထုတ်ထားတာပဲဖြစ်ပါရည်။ UI ဖြိုးကိုရင်ကလည်းမြန်မာစတားရဲ့ရုံမာမှုတွေကိုခုလိုပဲချပြခဲ့တာပဲဖြစ်ပါရည်။စံညွန်ရေးပြီးသားမြန်မာစတားကအဖုံ၃ချိန်ဆက်ပြီးပြန်ခေါ်ခဲ့ပါမယ်လေ။เนาะသူအနေနဲ့လုံးဝကိုပတ်သက်တော့မှမဟုတ်ကြောင်း UI ဖြိုးကပြောပါရည်။เนาะ UI ဖြိုးဟာမြန်မာစတားပြန်ပွဲရဲ့ top 8အဆင့်မှာအမှတ်နေခဲ့တာကြောင့်ထွက်ခွာခဲ့ရသူဖြစ်ပါရည်။ ဒါပေမဲ့ပြန်ပွဲတောင်းဝရှိသူတွေဘက်ကနေသူမကိုမနေ့ကရောဒီနေ့မှရောပုံသုံးချိန်ထိဆက်သွယ်လာပြီးပြန်လာပြီးပြိုင်ဖို့ပြောခဲ့ပါတယ်တဲ့အယူအဖြူဘက်ကတော့မပြိုင်တော့ပါဘူးလို့ပြန်ဖြေခဲ့ပြီးတော့နောက်မှာတော့မစတာရဲ့တိုင်သူဖြစ်တဲ့ဆော့ကူဆေးရဲ့အမှတ်ပေးစင်းတခုတင်ခဲ့တာကျွန်တော်နေနဲ့အာဒါ Facebook Story ပေါ့ဗျာမြန်မာစတာရဲ့ Facebook Story မှာဒါတင်ခဲ့တာကျွန်တော်အလုံးတွေ့ရတယ်အဲ့ဒီဆင်းမှာယူဝေဖြိုးကိုဆော့ခူဆဲကအမှတ်နဲ့ပေးထားတာကိုတွေ့မြင်ကြရတာပါ ။ဒါကြောင့် UA ဖြိုကသူမကိုပြန်ခိုးလို့မရတာနဲ့ခုလိုမျိုးတင်တာအဆင်မပြေကြောင်းသူမဘက်ကလည်းပြတော့ခါမှနောက်ထပ်ပတ်သက်မှာမဟုတ်ကြောင်းပြောခဲ့တာကိုတွေ့ရပါတယ်။ UA ဖြိုဟာလက်ရှိမှာသူမရဲ့တချင်းတဲ့ fresh ရှိဖို့စီစဉ်နေသူလေးဖြစ်ပါရဲ့ဗျာ။စရိခါကြတော့အခုမြန်မာစတာဝတ်တိုင်းကလောကပြည်တည်းကဖြတ်သိမ်းခိုင်းနေပြီ။နော်။အရင်ကမြန်မာအိုင်ရောလုပ်ခဲ့တယ်ဗျာ။အစီအစဉ်တွေတောက်လျှောက်အဆင်ပြေလာခဲ့တယ်။အမစတာမှာတော့ဘက်လိုက်မှုတွေနဲ့တော့ကျူးတင်အစီအစဉ်ဆွဲမှုတွေနဲ့အခုလိုမျိုးပြဿနာတွေတိုင်းတွေကိုရင်ကပါဆန္ဒပြလာတာဖြစ်တဲ့အတွက် အဆီဇင်3ကိုမလို့ဆောင်ဖို့တွေကိုချက်သိမ်းခိုင်းနေပြီလေချစ်ပါရယ်ဗျာ